မြင်းကလေးကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ရမဲသိန်းမျိုးနွယ်တွင်ကကြေော်တွေမှာစစ်ကောင်စီကတည်ဆုံသူတွေနဲ့ထိခိုက်ပျက်စီးခဲ့တဲ့နေအိမ်တွေကိုထောက်ပံ့ရမှာရတဲ့ရထိုက်သူတွေပါမရဘူးလို့ဒေတာခန်တွေကပြောပါတယ်။အောက်ခက်သတင်းပေးပို့ထားပါတယ်ရှင်။ရှင်းပါပဲ။အရှိမပါဘူးကျွန်တော်တို့။စကိုင်းနိုင်ငံကိုပို့ပြီးလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်ရမဲသိန်းမျိုးနွယ်တွင်က မြို့လာတီကုံပင်စုမြောင်ပင်စုတောင်ပဲ့စင်ဝေယုံတော်တရာဦးမြောင်းကြီးရကနေဆောက်ဦး38လုံးပြိုကျပြီး248လုံးထိခိုက်ပျက်စီးခဲ့ပါတယ်မြင်းကလင်လုတ်ခတ်မှုကြောင့်ဒေဆုံးသူ21ယောက်နဲ့ဒဏ်ရာသူ689ယောက်ရှိခဲ့ပါတယ်မေလ12ရက်နေ့ကငလင်တန်ကြောင့်နေထိခိုက်သူတွေကိုစစ်ကောင်စီကတိုင်ငုံ9000ဒေဆုံးသူ15သိန်းသဘောဝဘေးအန္တရာယ်က3သိန်းထောက်မှတ်ပေးတာရှိပါတယ် ပြန်လည်ထူထောင်ရေးကျွန်တော်ကပြောရရင်တော့ငွေကြေးခက်ခဲပေါ့ပြီးသီးသွားအိမ်ကမရှိသေးဘူးအဲ့လိုမျိုးမရှိသေးဘူးမနေ့ကကျွန်တော်ပင်းစုကိုသွားတယ်သွားရင်အစိုးရအဖွဲ့ကနေပြီးတော့အစဖြစ်ဖြစ်ရှင်လှုပ်ဖြစ်လှုပ်လှုပ်တဲ့အချိန်မှာအမီပေါ့စင်းကောက်တဲ့အပေါ်မှာမူတည်ပြီးတော့ပေါ့ဟိုအိမ်ပြိုအိမ်ပြတ်မခွဲဘူးရင်၁၈သိန်းအားမျိုးလေးထောက်ပံ့ပေးထားတယ်မနေ့ကမှစတွေ့ရတယ်အရင်တော့မတွေ့ရသေးဘူးပေါ့လူတိုင်းစိတ်ဆိုတာမရဘူးလေကောင်ဆိုတော့ဒီဟိုပါပေါ့အမီပေါ့ကလည်းချွတ်ဆိုရင် ဟို30 40အဲ့လောက်လေးပဲကြည့်တကယ်မြေပြင်မှာဖြစ်နေတာ50 60တိရအဲ့လောက်တိဖြစ်နေတာပေါ့လေအဲ့ဒါသေဆုံးတဲ့မိသားစုကိုမရသေဆုံးတဲ့ဥမာပေါ့ဒီငွေလွတ်ပြီး9ရက်တည်းမှာစစ်တမ်းကောက်လိုက်တယ်အဲ့ထဲမှာသေဆုံးသူဒီအုပ်စုက9ရက်ရှိတယ်9ရက်ပဲအဲ့ဒီသေဆုံးပြီးအဲ့9ရက်ကျော်မှဟိုငရင်ရောက်အရင်ထိတာတန်ရရတာအသေးတော့အဲ့လူဆိုအဲ့ဒါမရဘူးအဲ့လိုမျိုးပေါ့အဲ့လိုအဲ့လိုမျိုးပေါ့အမီပေါက်ကိုပဲရတာ ရန်လင်ထူထောင်ရေးအတွက်နေအိမ်တွေပြန်ဆောင်မယ်ဆိုရင်စစ်ကောင်စီကထောက်ပံ့မှုပြင်အလူရှင်တွေလူတန်းတာတွေနဲ့လုံလောက်မှုမရှိပဲလိုအပ်ချက်တွေရှိနေတယ်လို့ပြည်ထောင်စုတာဝန်ရှိသူတွေကပြောပါတယ်။ဘာကမနာတော့မသိဘူးကသူတို့ဟိုတည်တဲ့လူဆိုတော့ရှင်းတယ်ပေါ့ဗျာတည်တဲ့လူကတော့ဟိုငင်းပွားပွေရတော့မရှိဘူးဗျာဒီကနေ့အိမ်ခိခိုက်တွေတော့ဒါမှသူတို့ထောက်ပံ့တာတော့ဘယ်လိုထောက်ပံ့လဲတော့ကျွန်တော်တို့ကမသိဘူး။ထောက်ပံ့တာတော့အိမ်ပစ္စည်းမှုဟိုအတိုင်းတာကို ။နောက်ဒီပြည့်စည်တဲ့လူဘယ်လိုထောက်ပံ့နိုင်ဆိုတဲ့အတိုင်းတိုင်းမျိုးတော့ကျွန်တော်တို့နားမလည်ဘူးပေါ့နော်။ဟိုမရဘူးဆိုတဲ့အတန်တွေကကြာတော့ကြာတော့ကြားနိုင်ရတယ်ပေါ့။လူကတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပရိုက်တာထောက်တာတော့မှအလူရှင်လာတဲ့အခါမှာဟိုလေအဲ့လိုမျိုးမရဘူးလို့ဟိုမပြည့်စည်တဲ့လူတွေကျွန်တော်တို့မပြည့်တဲ့မျိုးလည်းရှိတယ်ပေါ့နော်။အဲ့ဒါမျိုးကကိုယ်တိုင်မှလည်းဟိုကခံနိုင်တယ်ရှိပါတယ်ဗျ။ထောက်ပံ့တဲ့ဟာမရဘူးဆိုလို့ရှိရင်တော့ဒီတော်တော်တယ်ဘောအမေမပုဂ္ဂလိကဒီအမှုရှင်တွေလာနေခရမျိုးလည်းရှိပါတယ်ဘောလည်းရှိရဲဟိုဘလို့အိမ်မဲဖြစ်ဖြစ်ပါနိုင်ငံတော်ကပဲထောက်ပံ့မှာဟိုအမှုရှင်မဲလို့ဟိုဟာဘော နိုင်ငံတော်ထောက်ပံ့မှုရောအလှူရှင်တွေလှူထားတဲ့ဟာမျိုးကတော့လုံလောက်မှုမရှိဘူးဟိုလိုအပ်ချက်ကတော့ရှိနေမှာလေလက်တလုံးမှာလည်းငွေရည်ဝင်ရောက်လာပြီးဖြစ်လို့ငလင်သိမ့်ပြည်သူတွေအတွက်အမိုးကားတွေရေးပေါ်လိုအပ်နေသေးတယ်လို့ပြိုင်တာတဲ့တာဝန်ရှိသူတွေကပြောပါတယ်မြန်မာနိုင်ငံမှာအင်အားမြင့်ငလင်လုခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွက်4355ယောက်နဲ့ငလင်ဝေးတဲ့သူ3900ယောက်ရှိခဲ့ပြီးနေအဆောက်အအုံ 9000ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ BBB ကဧပြီလ17ရက်နေ့ဒီစူးစီးရရှိထားတဲ့အချက်လက်တွေအရသိရပါတယ်ကျွန်တော်အောင်ခံပါ